ငါတို့ဘယ်လိုပြောမှမသိဘူး။ဒါလေးစမ်းတော့ကြည့်လေ။စေစားပုံမနူးညက်တော့တဘာဝကော်ဖီစစ်စီညတာပြည့်ပြည့်တဲ့ရတာတဲ့။ဘယ်လိုလဲ။အင်းဟုတ်တယ်နော်။ Nescafe Blend and Brew တဲ့။ တခိတခါကနာမည်ကြီးလူရှင်တော်အများစုဟာခက်ခဲကျန်းတဲ့ဘဝတွေကိုဖျက်ဆီးပြီးအမှုပညာဖတ်တွေစိတ်နဲ့ပြည့်တတ်တဲ့အမောပြေအောင်တင်ဆက်ကပြခဲ့ကြတာဖြစ်ပါတယ်။ ။ကိုကလည်းကျမကိုရမှုမိသေးလားတဲ့။မမိသေးလားမမိသေးလား။မမိသေးလားတဲ့။ဘယ်လိုမှုမိမှာအားနာတာမှုမိရဲ့။အဲကိုကလည်းနဲ့ကိုကလည်းနေမကောင်းဘူးပြောတမ်းကြတယ်။ဟုတ်တယ်ကျွန်တော်လည်းကျမရရဖြစ်ဖြစ်ကျမအရေကိုခရုဆိုင်ပါတဲ့။ကျွန်တော်မလည်းပလင်းလေးနဲ့လာထိုက်တော့ကျမရေကိုခရုဆိုင်ပါ။သူ့အရေကိုခရုဆိုင်အောင်ငါဟုတ်တယ်။အားနာတာသူ့ရေ။ ကျမရုပ်ဘူးဆိုင်ပါတယ်။အော်ကုခင်နိုင်နဲ့ကျမရွာလာတော့ရှင်ပြောတယ်ဆို။ကျွန်တော်အဲ့တော့ဈေးမတော့ပါဘူး။ဘာ?ကျမတို့ရွာလာတော့ရှင်ပြောတယ်ဆာ။ဖြစ်နေတာဟုတ်တယ်ဖေတို့မေတို့တီးသွားပြီ။သူတို့ကလေပန်လေးတီးသွားပြီ။အမြန်လာတောင်းပါတယ်။ကုခင်နိုင်မတော်ရင်ကျမတောင်းတဲ့လူတော်လိုက်တော့မယ်။ဒီမလေးဒီသောမနဲ့ပုတ်မင်းကအနုပညာအလုပ်ကိုစတင်ခဲ့တာ73နှစ်လောက် 73တာဘလို့စဖြစ်တယ်လဲဆိုတော့ဘဘအမေကတော်တန်းလူအဖေကဥပြညီတိုက်ကြီးမျိုးอ่ะစိန်စိန်ကွက်တက်လာမှလေအဲ့တော့မောင်မတော်ရောမွေးတယ်ပေါ့ဘဘအထက်ကအမမတောင်းကြီးတဲ့အငယ်ကမတောင်းကြီးမတောင်းကြီးခုနလသမီးမှာအဖေကဟိုစိုက်တီးတဲ့ပညာရှင်ပေါ့ကိုနော်မိမယူသွားတယ် သူကတော့ဘာအမိတော်တန်းနူကကလေးတော်အောင်နဲ့ဘောဟောရုံးကတော့ဆင်းရဲတော့ဘောတိုက်ကြီးမျိုးဖုံးတော်ကြီးကြောင်းဆရာတော်ဥဒုစိန်တိတကြောင်းပါနည်းရပညာတရားအဲ့ဒီအချိန်ခါမှာတအားဆင်းရဲတဲ့အခါကျတော့ဟိုအမငယ်ငယ်ရဆိုရင်ကုဖော်ရကုတိဘူးလို့တာပေါ့နော်နွားကြောင်းရတယ်စဘာထားရတယ်ငယ်ငယ်ဘောပေါ့ မအေးစင်းရတော့လုလုလုခဲ့ရတာအဲ့ဒါ၁၃နှစ်သားမှာအဘဆရာဥလက်တန်းဆိုတာတိုက်ကြီးမှာအငိမ့်လာထောင်တော့ညာရင်းတွားကြည့်တော့အငိမ့်ကကျင်လာအဲ့ဒါဘောက်လက်တန်းသားနဲ့အဘနဲ့တငယ်ချင်းဆိုတော့ပြောရင်ငါလူရှင်တော့ဖြစ်ချင်တယ်သူ့အဖေကိုပြောပေးတယ်ပြောပေးအဲ့မှာလူရှင်တော့စတင်လာပဲအဲ့အဘဥလက်တန်းရှိမှာ၁၃နှစ်သားအဲ့ဒီနှစ်မှာပဲအဘဥလက်တန်းက အဖအမန္တလေးခေါ်သွားပြီးတော့မေတ္တာစိတ်ဆက်တပင်အဖွဲ့မှာမန္တလေးမြို့အယိုးလေးပဲဝင်အဲ့မှာအဖအပိခဲ့တာအဖငယ်ဆရာကတော့ဥလက်တန်းပေါ့အဲဒုတိယကျွေးမွေးပြီးတော့ပညာသင်ပေးတာတော့အောင်မေတ္တာစိတ်ဆိုတဲ့မင်းသားပေါ့အဲ့မှာအဖရှင်းနေကိုနေလို့ဒီလူပညာကိုလေ့လာပြီးတော့ ရန်ကုန်ပြန်ဆင်းလာခဲ့တာပဲမေမေမေဘယ်ရွေးဒီလို့တိုက်အခါနဲ့တနည်းသာဒီလို့တိုက်တာမိမဘယ်ရွေးဒီတိုက်မင်းစကားကိုလုံးမချနိုင်မေရကျေးဇူးရှင်မိမကျေးဇူးရှင်မဟုတ်ဘူးမေမေမေဘယ်ရွေးဒီလို့အခါနဲ့တနည်းသာဒီအမေကငါလို့တိုက်တယ်မိမဘယ်ရွေးဒီတိုက်တိုက်ကျေးဇူးမတင်ဘူးအနာပေါက်လို့ဖြတ်ပလိုက်ရတယ်အဲဆိုင်တော့တပ်ဖို့ကလည်းအကျဉ်းနေပြီးတော့ 95ခုနှစ်ကြတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်အငိမ့်ပြိုင်ခွင့်မှာအဖက်လက်ရွေးစင်ပါသွားတယ်။အဲ့ဒီမှာဘသူတွေနဲ့ဆုံလဲဆိုတော့အခုချစ်စရာရပူလေးလေချစ်စရာတို့မေတ္တာတို့နဲ့တွားဆုံ။တွားဆုံတော့ရွှေမြင့်မှုအငိမ့်အဖွဲ့မှာသူတို့နဲ့ဘာတွေ့ကြ။ production line ကိုသူတို့ video line ဆိုတော့အဖအဆန်းတော့ထလိုက်။ဝါလုံက video ဖြစ်ချင်တယ်။ video line ရောက်ချင်တယ်ပေါ့။အပူနေတယ်ကျွန်တော်ခေါ်မယ်။ ကိုလည်းဒီဆိုင်လောကကိုဆက်လောကကိုအရင်လောကကိုညနေဆက်တကိုရောက်ပြီလေဒါကိုမရောက်သေးတဲ့နေရာဒီဒီ PTU တော့ဖြစ်ချင်တယ်ကွာဆိုတော့တနေ့ကြတော့အဖဆိုင်တော့ဆိုင်တော့တမှာညာကြီးရဘယ်လောက်လဲဆိုတော့ရန်ကုန်မြို့ပေါ်မှာဆိုင်တပွဲတည်ရ40ရတယ်အရန်ကုန်ကနေထွက်သွားလို့ဥမလဲကူးတို့ဟိုမှော်ပြီးတို့ ဘာအဲ့လိုနေရာထွက်ပါလေ60ရတယ်40 60မြစ်တာအကိုတဲ့ကားရိုက်လာခေါ်မယ်ဆိုတော့သူလာခေါ်တယ်ရဲရမှာဥကြော်ဟိနေတဲ့လူလေကြီးဆိုတဲ့ဇာတ်ကဒါအဖရဲ့ပရမအုပ်စိုးမမရရပေါ့လူလေကြီးဇာတ်ကမှာပယောကဆရာကံပီဟိုနေပေါ့ပယောကဆရာကြီးပေါ့ကံပီရတယ်နာမည် အဲ့တော့တော်ကီတွေပဲတင်းတော့ဆိုတော့ကိုမရောက်ဘူးတဲ့နေရာရောက်လာတယ်ဆိုတော့ဒါတော့တူတူကိုကိုပေါ့နော်ဒီကနေ့ဒီကင်မရာရှိမှဘူးပြောရမှာဆိုတော့ဒါပေမဲ့ကိုကဘာအားမွေးထားလဲမိသားအကိုတဲ့ရိုက်လို့ရှိရင်တော့တဲ့ဥကြော်မျက်နှာကိုမကြည့်နဲ့တဲ့ဟာဒုက္ခပဲဘေးဒါထောင်တောင်းမကအဲ့ဒီဘေးဒါရှိမှငါမျက်နှာပြောင်တိုက်ပြီးလှုပ်ရှားလာတာကြောင်းရင်းနဲ့ဘာလို့မကြည့်ရမှာလဲတော့တော်ကီတီချဘူး ဆိုင်ဝီတို့ဒီဟိုနေပေါ့သူဘာလဲဆိုတော့ဟိုစားတော့ဆိုင်တကူရကောင်းတာမှာကျော်ဟိနဲ့ဘာနဲ့တွေ့အခါဟိုရိုက်ဦးကျော်လုတ်သွားလိုက်တဲ့ idea တွေရကွာငါပြောရမှာလေအကုန်မေ့ကိုပြောလေပြောလေဆိုကိုဘာပြောရမှာမသိရောအမကတ်ကတ်တဲ့ဆိုအဲ့လိုပြောနေနေကတ်ကတ်ဆိုပြီးတော့မြစ်တာအခုကျွန်တော်ပြောသားမယ်လို့မကြည့်ပါဘူးအာဟိုငါလည်းသူ့ကြည့်တာမဟုတ်ဘူးဒါပေမဲ့သူ့ idea နဲ့ကငါမျောတွက်သွားတာ ဘာပြောမှမသိဘူးအနော်တခါရိုက်တော့ရိုက်တော့အဆင်ပြေသွားအဲ့ဒီနှစ်စင်းရိုက်ပြီးတော့သူသုံးမိတ်နဲ့အိမ်ကိုကားငါးပို့လိုက်တယ်။အဘကိုပစံသုံးလုံးပြီးလိုက်။ဟာငါဆိုင်ဘွဲမှာ40ရတဲ့ကောင်ကဒီလားခဏလေးငါတော့လှုပ်တော့ငါသုံးလုံးပြီးလိုက်တယ်အိမ်နဲ့သုံးမိတ်နဲ့ပို့သေးတယ်။ဟာကောင်းလိုက်တာပျော်သွားတာပေါ့နော်။အဲအဲ့ဒီအချိန်ဒါအဘရဲ့ ဗီဒီယိုလောကစောက်တာပါသူပေါ်လေးအားအငိမ့်စင်ဆက်တဲ့ပဲဆိုင်းနောက်ထစတဲ့အမှုညာလုပ်ငန်းတွေမှာရှင်းလေခဲ့ပြီးရောက်ရင်းငိမ့်ပြပေါ်မှာတစ်ဆင့်ဥမီတာရုံနဲ့တွေ့ဆုံတာရုပ်ရှင်တွေပဲကိုခြေဆန့်ခဲ့တဲ့ဖြစ်ပါတယ်။သူရဲ့ဟာတာတူဆောင်ချက်တွေဟာပြည်သက်တည်ရင်ရောက်ရှိခဲ့ပြီးဒီကြီးအဖေဖုံးနေရာတွေမှာအများဆုံးတရုပ်ဆောင်ရတာကိုပြည်သက်တည်မြင်တွေ့ကြရမှာဖြစ်ပါတယ်။အဲဒါမေးမရှိတော့ဌာနနိဗ္ဗာန်ရသောနန္ဒကိလ္လတံကိဉ္ဇင်ကိုကရံပြုတော်မူတတ်တာတော့ အလူရှင်တို့အတွေ့အများတာကတော့မေတ္တာနဲ့လည်းအတွေ့အများတာမေတ္တာနဲ့အဖာနဲ့ကတော်တော်ကြာကြာတွေ့တယ်လीနောက်တစ်ခါငွေမှုငွေမှုဆိုတာဖတ်တဲ့ငခြင်းပေါ့အတူနဲ့တော်အတွေ့အများပါတယ်ဒါအတွေ့အများဆုံးလူရှင်တို့ပဲအဲအလုလုလို့ကောင်းဆုံးကတော့ငွေမှုပေါ့နော်ငွေမှုကသူအဖဘာပြက်မလဲဆိုတာကိုသူအကုန်သိတယ်အဖရှေ့ရနေဘူးလို့စရတဲ့သူကတော့ကပါတယ်နောက်ဆုံး तू ူဟလိုက်တာနဲ့ဘာပြတ်တော့မယ်ဆိုတော့အဘနာကပါပြီတာဖြစ်နေရမအဲ့ဒါမှလည်းလူရှင်တော့ကဟိုနေပေါ့ကြီးလေးကြီးရမယ်အလုပ်လည်းပြော်တာပေါ့နော်နောက်တစ်ခုကအဖသားမောင်ချစ်စုပေါ့အဲချစ်စုနဲ့ကားတဲ့အခါကျတော့လေဟိုပြောစရာတော့ကောင်းပါလားဘာတားဖိုင်တောင်တော့စနေတာဟုတ်အဖေကဖေကိုစလိုက်ဖေကပြန်ပက်လိုက်လူရှင်တော့အဲ့ဒါမှအဘတော်ငငယ်ရဆိုရင်လူရှင်တော့အကြီးကြီးပါ သူတို့အဲ့သူစနေနောက်ပါတော့မသူတို့စနေသူတို့ကနေပြီးတော့ပြန်တစ်ခါကျတော့သူအညာကျတော့သူဆဲချရတာပေါ့နော်ဆဲချလိုက်လို့ရှိရင်မိတက်ကလန့်ပြီးကြီးသွားတယ်အဲ့လိုမျိုးလေးပေါ့ဖိုးချင်းနဲ့လုံနေတော့ဖိုးချင်းနဲ့လုံလုံနေတော့ပကူဖေးအပွဲမှာအဲ့သူရောက်လာရင်လည်းတညနှစ်ပါးတော့မှသူငွေမို့တင်ပြီးတော့ကတ်အဲ့တော့အန်ကြကွညမမလေးဆိုတော့ ပြဲလို့ကိုပြဲ့သူဘာလိုက်တော့မယ်ဆိုတော့တည်နေတာနေရောက်အဲ့ဒီလိုခါရမောင်းနေထိုးပြက်အနာဖူချစ်ကမိကခံလေးရနေပြီးတော့ဩပေါ်လေးငွေမူအတွဲဆိုတာဒါပါလားဆိုတာအဲ့ဒီလူရှင်တော်များအတွဲအမှန်တရားကြီးတယ်ဟိုတော့အဘတော်ငယ်ငယ်ကပေါ့ခေါင်းငွေမောင်းလို့တော့ရွှေပိုင်းတာခေရတို့ဒီလိုအတွဲတွေအတွဲတွေဒီဥပောက်ကောတို့ဥငွေမောင်းလို့ဆိုရင်သေမှလမ်းခွဲကြတာလေ တော့ဒီဘက်ပိုင်းကျတော့ဟိုစိုးရိမ်မှုကြောင့်လို့ပါလို့ပေါ့နော်အဲဒီလူစင်တော်တွေအတွဲတွေကောင်းအခုခေတ်မှာနောက်ပေါက်တဲ့လူစင်တော်လေးတွေအပါအတွဲသိမ့်မပြင်းဘူးတူတဲ့ငါအာတူတဲ့ကိုပူရရောမဟုတ်ပါဘူးလူစင်တော်ဆိုတော့၅ယောက်ရှိရင်၅ယောက်ကြီးရ6ယောက်ရှိရင်6ယောက်ကြီးနေစီရအဲ့ဒါမှမျှတာအမေ အမေကလည်းကလေးတွေပြောတာပဲစိတ်ဆိုးကြတာ။ဘုရားမင်းစင်းသားလေမင်းညီမပြောတာလေ။အဲ့ဒီပါတော့တပည့်ရှင်နေတလင်မြူးဦးနဲ့ကရှင်းနေကဘယ်လိုပြောလို့ရမလဲ။ကောင်းလေးဘက်ကသဘောမတူဘူးလား။အဲ့ဒါဟုတ်လေပါပါတော့ပြောတာလေလို့ရှင်းနေကလင်မြူးဦးနဲ့မင်းညီမငါသမီးမင်းညီမရှင်းနေတယ်ဘယ်လိုပြောလို့ရမလဲ။ဟုတ်တော့အရင်ရောက်ကြရပြီလား။မင်းမပါရခံအောင်မတော့မကောင်းဘူး။အခုခေတ်ကြည်ရတာတော်တော်ကိုအားမရပါဘူး။တော်တော်အားမရဘူး။ กูไม่กล้าจังกูน่ะ6ที6แค่เนี่ยโหอมอတော့ลูชินတော့เปลี่ยนลงเนี่ยนอกกว่าดูไซส์เนี่ยจ้ะတော့ซีโดเนี่ยยะกวยเนี่ยเบนเนี่ยดูสู้ไปจ้ะกูบาซ้ํามาไม่เจออูไป6รอบตกดีกว่าအဲ့ဒါတော့မကြိုက်ဘူးမကြိုက်ဘူးလို့ခင်ဗျားဘာလုပ်နိုင်တယ်လဲလို့မေးပါခုနပြောသလိုပဲခါချင်းကောင်မန်ကြီးတောင်ကြီးချုံမဲ့ချာခါမတ မပြောနိုင်ဘူးခမရဘလောက်တက်လို့လဲလို့အဲ့လိုမေးရင်လဲမပြောတတ်တော့ဘူးသူတို့တီထားတဲ့အပြီးနဲ့အဘတို့ငငယ်ကစာတပုတ်ရဖို့အနည်းဆုံး15ရက်ကြာတယ်ဒီလူရှင်တော်ကြီးရေမင်းသားကြီးတွေဟဲ့နောက်ပိုင်းဝန်တစ်ဖက်လှည့်တဲ့ပုဂ္ဂိုလ်တွေရှိမှာစာတပုတ်ကိုရဖို့ယူဟာဟာနင်းရနှိရအဲ့စာရရချက်ဒီနေ့ရောက်မျိုးချက်ဘာဘာဒီလိုစာတပုတ်အဘတို့ရှာခဲ့ရတာ အခုခေတ်ကိုအဲ့ဒါလေးယူဖို့ခေတ်ကောင်ရဲ့မင်းအဲ့စာလေးယူပါလားဟာဆိုတော့ကျွန်တော်ရေးပေးပါဦးလို့ဆိုခေတ်ကကွာပါလူချင်းနဲ့လူရှိမှပြီးတော့တာပေါ့နော်ဟိုတက်စီလူချင်းတော်ကိုအိမ်နေရရောက်တော့လိုက်ထဲမပြီးတော့ဘူးဆိုင်နာလာထဲတော့လို့ပြောရတော့ပါပေါ့နော်ကြည့်မရတာပြောမယ်ဆိုလို့ရှိရင်အခုခေတ်အဘတာမောင်ချစ်စုကိုယ်တိုင်အဘကြည့်မရဘူး မကောင်းသေးဘူးဟိုသူကလူငယ်လေးပေးတိုက်ရေရေတော့ချမယ်ဆိုတဲ့သဘောမျိုးတွေသူတို့ကရှိနေတယ်ဟောဒီနေရာမှာဒါဟိုအခုတော့လည်းလှုပ်ပေးထားတာမကောင်းတဲ့ပြန်လုံးကြိုက်တော့မလုပ်ရနော်ဒါမလုပ်ရတာဒါကျန်တယ်ဒါပေးတာနားမခံနိုင်ဘူးဒါနားခံနိုင်တယ်လူပဲလှုပ်ပေးပြီးတော့ပြန်ဆွဲပြန်ဆွဲတင်ရတာပေါ့နော် အခုခက်ကလေးတွေလည်းလူပါပဲဟိုသူတို့ကတော့ပေးတိုက်ရေရေတော့ဆော်ကြတာလေ နောက်တစ်ခုကလူရှင်တော်လဲတအားပေါ်တဲ့အချိန်ခါဖြစ်နေတာ ਉਹ အဘတို့ငငယ်ရှားတယ်လူရှင်တော်ရှားတယ်အခုကပေါ်တယ်လမ်းမီးခလုတ်တက်လဲကြည့်လိုက်လူရှင်တော်ပဲအဲ့တော့သူလေးလဲဟိုလူရှင်တော်ကောင်းလေးတွေဖြစ်စေခြင်းနဲ့ဆန္ဒပေါ်တော့ဒီနေ့အထိအဖလှူဒန်းနိုင်တာတွေစားတောက်နိုင်တာတွေထောက်ပံ့နေတယ်ဘေးတက်ကျွေးတဲ့ထမင်းဟင်းပါပဲတော့ဘေးတက်ကြီးကိုအထူးပဲကျေးဇူးကြီးမှာပါတယ် ပေးတက်ကိုအဖအယိုးကိုတည်နိုင်တဲ့ရွေးကာလပတ်လုံးကိုအယိုးကိုတည်နိုင်တဲ့ရွေးဟိုပေးတက်ကြီးကိုဟာသရီနဲ့ရည်ရည်ရီနဲ့တော့ဆိုကိုနိုင်တဲ့တယုဆောင်တဲ့ဘက်ကတယုဆောင်ရင်းနဲ့ဖြော်လီသွားပါမယ်လို့အဖေပိုင်လိုက်ချပြီးသားပါပြည်သူများလူပညာမျိုးဆက်ကိုလက်ဆင့်ကမ်းနိုင်ခဲ့တဲ့ဥပေါ်လေးဟာသာသမီရင်းနဲ့အတူနေတိုင်းကအားလက်ချိန်နဲ့မှဘိတ်သိက်သွင်းတဲ့တို့ကိုလည်းလောက်ကန်ရည်ရရှိပါတယ် သူရဲ့ဘဝအတွေ့အကြုံအမှုပညာဖျက်သိမ်းမှုတွေကိုယခုစဉ်စဉ်ကနေပြီးတော့တင်ဆက်ခဲ့တာမလို့ပြည်သက်တွေခံစားနှစ်သက်ကြရမယ်လို့ညွှန်လဲမိပါတယ်။နောက်တစ်ပတ်မှလည်းပြည်သက်ချစ်တော်ဘလိုမျိုးလူရှင်တော်တွေကြောင့်တင်ဆက်ပေးမလဲဆိုတာကိုဒီစဉ်စဉ်ကနေစောင့်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ပြည်သက်တွေအားလုံးဘဝမောပြည်နိုင်ကြပါစေခင်ဗျာ။ တော့ဘယ်လိုပြောမှမသိဘူး။ဒါလေးစမ်းတော့ကြည့်လေ။စေစားပုံပုံနူးညက်တော့တဘာဝကော်ဖီစစ်စီညတာပြပြတဲ့ရတာတဲ့။ဘယ်လိုလဲ။အင်းဟုတ်တယ်နော်။ Nescafe Blend and Brew တဲ့။